တရားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနွေဦးတော်လန်ရေးကိုနှိမ်နင်းဖို့အတွက်ကိုနတ်စကအစိုးရစူးစမ်းခဲ့တာလင်းနစ်လုံးလုံးကိုနိုင်ငံကတန်ငင်းတမန်ခင်အောင်မြင်သွားပြီပေါ့အခုနောက်ဆုံးဒီတိုက်ပွဲတွေကိုအပြတ်ဖြတ်ဖို့အတွက်ကိုအာဆီယံနိုင်ငံတွေနဲ့ဘယ်လိုပူးပေါင်းထားသလဲဆိုတာကိုကျွန်တော်သတင်းလေးကိုနားထောင်ကြည့်မယ်တဲ့ရဲတပ်ဖွဲ့ညီလာခံကဗန်ကောက်ပူတွယ်ကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်အဲ့တော့အာဆီယံရဲတပ်ဖွဲ့ညီလာခံကတဲ့ ဘန်ကောက်ပူတွဲဖို့ကိုကြီးညာခဲ့ပါတယ်တဲ့အဲ့တော့ဗာဂျင်ညာလည်းကျွန်တော်နားတော့ကြည့်မယ်။ဒီဂျင်ညာချက်တယ်မှာနေဆက်ဖြစ်ကြော်ရာသွေးမှု10မျိုးကိုပူပေါင်းနိုင်နေမယ်လို့သဘောတူခဲ့တာပါ။နေဆက်ဖြစ်ကြော်ရာသွေးမှု10မျိုးကိုပူပေါင်းနိုင်နေမယ်တဲ့။ကဲဗာထက်ပြောသေးလေထပ်နားတော့ကြည့်မယ်။အဲ့ဒီအထဲမှာတရားမဝင်လက်နက်မှောက်ခုမှုကိုအလေးထားထည့်သွင်းထားတာသိရပါတယ်။တရားမဝင်လက်နက်မှောက်ခုမှုတွေကိုအလေးထားနိုင်နေမယ်တဲ့။ ဒါဆိုရင်အဲ့ဒီအဖွဲ့ထဲမှာမြန်မာနိုင်ငံရောတက်ရောက်သလားပြောပါဦးမြန်မာနိုင်ငံရဲတပ်ဖွဲ့ MPF ရဲ့ရဲစုကတက်ရောက်လက်မှတ်ထိုးခဲ့တာဖြစ်လို့ကဲသုံးဖြတ်ချက်ကိုအကောင့်ထဲပို့မြန်မာဘက်ကလည်းပူးပေါင်းဆောင်ရွက်ဖို့ကတိပြုလိုက်တယ်လို့ပါပဲဒါဆိုရင်အာဆီယံနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့ပေါင်းပြီးတော့နေဆက်တွေမှာလက်နက်မှောင်ကိုကူတာတွေကိုအပြတ်ဖြတ်တော့မယ်ပေါ့အပြတ်ဖြတ်တော့မယ်နော် ဟုတ်ပြီအဲ့တော့ဒီဒီသတင်းကိုကျွန်တော်ဆက်မပြောတော့နားမထောင်ခိုင်းတော့ဘူးအဲ့တော့ကျွန်တော်အဓိကပြောချင်တာကဘာပြောချင်တာလဲဆိုတော့လက်နဲ့မောင်ကိုကူးတဲ့ကိစ္စကဒါကတပိုင်းရှိတယ်ဒီຫນွေဦးဒေါ်လာရေးမှာတီပနေပြီးတော့ပြည်ရင်းနဲ့ကိုလက်နဲ့မောင်ကိုကူးတာတပိုင်းရှိတာလူတိုင်းသိတယ်။ဟောအဲ့ဒါကိုဖျက်နှိမ်နင်းဖို့ကနော်အဲနတ်ဆက်ကကအာဆီယံရဲချုပ်တွေပေါင်းပြီးတော့အလွတ်လုပ်ပြီ။ဒါပေမဲ့နောက်တနည်းရှိသေးတယ်ဗျ။နောက်တနည်းကຫນွေဦးဒေါ်လာရေးစကြဲက အန်ယူဂျီအစိုးရဖွဲ့ပြီးတဲ့အခါကျတော့အန်ယူဂျီကလက်နက်သူ့ရဲ့ပါတော့လုံးတွေကိုလက်နက်ဘလို့တက်ဆင်တယ်လဲဆိုလက်နက်တက်ဆင်တဲ့နီးရ BBC မှာတခါတည်းကြေညာတယ်ဗျလူပေးလက်နက်ယူဆိုတဲ့စနစ်ကိုကျင့်သုံးတာအဲ့တော့ပြည်တွင်းထဲမှာရှိတဲ့ဘာမှမသိတဲ့ PDF ကလေးတွေကနော်အန်ယူဂျီအောက်ထဲကိုသွားတယ်အန်ယူဂျီအောက်ထဲရောက်ပါရင် အန်ယူဂျီကနေပြီးတော့အဲကျွန်တော်တိုင်းရင်းသားကိုလူပေးတယ်လူယူပါကျွန်တော်တို့ကိုတနက်ပေးပါလူပေးလက်နက်ယူစနစ်နဲ့ PDF လေးတွေကိုတိုင်းရင်းသားကိုပေးတယ်တိုင်းရင်းသားနေပြီးတော့လူယူတယ်ပြီးလို့ရှိရင်တနက်ကိုဘသူ့ကိုပေးတာလဲ UNG ကိုပေးတယ်အဲ့တော့ UNG ကဘာဖြစ်လဲလက်နက်ဝယ်စရာမလိုဘဲနဲ့လူနဲ့လက်နက်တဲ့လဲတဲ့စနစ်ကိုကျင့်သုံးတာဖြစ်တယ်ခင်ဗျားတို့မယုံလို့ရှိရင်ကျွန်တော်ထောက်ထားပြမယ်တက်တည်ပြမယ်ဘလို့တက်တည်ပြမှာလဲဆိုလို့ရှိရင်ကျတို့လာရှိုးကို ပြန်ပေးလိုက်တာပဲជីជីအခုမိုးမိတ်နဲ့မိုးကုတ်ကိုပြန်ပေးလိုက်တာပဲជីជី ဒီဒီတိုင်ဘောတွေမှာတိုက်ခဲ့တာ PDF တွေနဲ့တိုင်းတိုင်းသားတွေနဲ့တိုက်ခဲ့တာဒါပေမဲ့တိုင်းရင်းသားတွေက UNG ကိုလည်းအကြောင်းမကြား PDF တွေကိုလည်းအကြောင်းမကြားပါနဲ့သူတို့စိတ်တိုင်းကြဘောပြန်မှတာဒါဆိုသူတို့နဲ့တွဲတိုက်တုန်းကတေသွားတဲ့အသက်တွေကိုလည်းသူတို့တာဝန်မယူဘူး UNG ကလည်းတာဝန်မယူဘူးအဲ့ဒါဘာကြောင့်လဲရှင်းရှင်းလေးပဲတိုင်းရင်းသားကသူလူကိုယူပြီးတော့လက်နက်ကိုပေးထားတာအဲ့တော့လက်နက်ကိုလည်းအပိုင်ပေးတာဖြစ်သလိုလူကိုလည်းအပိုင်ယူလိုက်တာဖြစ်တယ်ဗျ။ဒါကြောင့်မလို့ သူတို့ဒီဒီစစ်ပွဲနဲ့ပတ်သက်ပြီးတိုင်းရင်းသားပဲဆုံးဖြတ်ချက်ချမှာလက်နက်ကိုလဲထားပြီးသားမို့လို့အယူကြီးကလက်နက်အပါယူငါတို့ကိုလူအပိုင်ပေးအဲ့ဒီလူတွေတေချင်းမတေချင်းဒီသူတို့နဲ့လည်းမဆိုင်ဘူးเนาะအယူကြီးနဲ့လည်းမဆိုင်ဘူးတေဝိုင်းလည်းသူတို့တာဝန်မခံနိုင်ဘူးဒါကြောင့်မို့လို့လာရှိုးတို့မိုးမိတ်တို့ကိုတိုင်းရင်းသားကပြန်ပေးတဲ့အခါမှာအဲ့ဒီအသက်တွေနဲ့ပတ်သက်ပြီးသူတို့ဘာမှအသက်မထွက်တာပဲဖြစ်ပါတယ်ဒါထင်ရှားတဲ့အကြောင်းပဲဖြစ်တယ် အဲ့ဒီတော့လူပေးလက်နဲ့ယူကိစ္စရက်တွေကိုတိုင်းရင်းသားကဆက်မလုပ်ဘူးဆိုတာတော့မဖြစ်နိုင်ဘူးတိုင်းရင်းသားတွေကကိုကန်းနဲ့ပလောင်ကနောက်ဆုတ်သွားတော့ဆိုဆိုညာလဲပဲအဲဒီကိစ္စရက်တွေကအဲရှီကောင်းရှိနေအောင်ပါပဲဗျာနော်ဒါတွေကိုလည်းပဲနတ်ဆာကအစိုးရအနေနဲ့ထဲသွင်းစဉ်းစားပြီးတော့ကင်တွယ်ဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုအဲကျွန်တော်ကဒီဗီဒီယိုဖိုင်လေးနဲ့အဲ reaction လေးလုတ်ပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာချင်းကြော်လင်ဖြစ်ပါတယ်